အိန္ဒာထဲမှာဘုံချင်းချောက်စာရှာတွေ့ခဲ့တဲ့နောက်အိန္ဒိယလေကြောင်းရဲ့ခီးတယ်တင်နေရင်စည်းဟာထိုင်းနိုင်ငံကိုနောက်ကျောင်းပြန်လှည့်ပြီးအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ဂျော်လာ73ရက်နေ့ကအိန္ဒိယလေကြောင်းလိုင်းရဲ့ခီးစင်မှတ် AI 379လေယာဉ်ဟာထိုင်းနိုင်ငံဖူးခတ်မြို့နိုင်ငံတကာလေဆဲကနေပြန်တက်လာပြီးအိန္ဒိယနိုင်ငံဒေလီမြို့တော်ရဲ့အိန္ဒိယဂန္ဒီနိုင်ငံတကာလေဆဲစီဦးတည်ခဲ့ပါတယ်။အဲဒီနောက်မှာတော့လေယာဉ်ဟာရုတ်တရက်နောက်ကျောင်းပြန်လှည့်သွားပြီးဖူးခတ်တဝိုက်နဲ့ကပ်ပလီပင်လယ်ပြင်ပေါ်မှာဝဲပတ်ပြန်တန်းနေတာကို လေရင်ပြန်တမ်းမှုစောင့်ကြည့်ရဲ့ website တွေမှာတွေ့ကြရပါတယ်။နောက်ဆုံးမှာတော့လေရင်ဟာဖူးခတ်မှာအရေးပေါ်ဆင်းသက်ခဲ့ပါတယ်။ထိုင်းမီဒီယာတွေကအခုလိုအထိတ်တလန့်အခြေအနေကြောင်ရတာဟာဘုံထောင်သားကြောင့်ချင်းချောက်စာဆောင်ကိုလေရင်ရဲ့အိမ်သားထဲမှာရှာတွေ့ခဲ့လို့ဖြစ်တယ်လို့ဖော်ပြကြပါတယ်။ Airbus A320 အမျိုးအစားလေရင်ဟာဖူးခတ်ကနေပြန်တက်ပြီးမိနစ်20လောက်အကြာမှပဲနောက်ကြောင်ပြန်လည်လာခဲ့တာဖြစ်ပါတယ်။အရေးပေါ်ဆင်းသက်ခဲ့ပြီးတဲ့နောက်ခရီးသည်တွေနဲ့အမှုထမ်းတွေကိုနေစိတ်တော်ဝင်ရှိသူတွေက တတ်မှတ်ထားတဲ့လှုပ်ထုံလုံနေတဲ့အညီစနစ်တကျအချမ်းရံရွှေ့ပြောင်းခဲ့တယ်လို့သိရပါတယ်။လေးရင်ပေါ်မှာလူတရာ56ဦးလိုက်ပါခဲ့ပြီးဘုံချင်းချောင်းမှုကြုံခဲ့ရတဲ့အချိန်တွေမှာလေးရင်မှုကအရေးပေါ်ဆင်းသက်ဖို့ဖူခတ်40ကိုလှမ်းအကြောင်းကြားပြီးခွင့်တောင်းခဲ့တာပါ။လေးရင်ပေါ်မှာတကယ်ပဲဘုံပါလာသလားဆိုတာကိုတော့လလောဆယ်အတိမပြုနိုင်သေးပါဘူး။အိန္ဒိယလေးချောင်းလိုင်းအတွက်တော့လက်ရှိဟာပြဿနာပွေတဲ့ကာလလို့ဆိုနိုင်ပါတယ်။လေးချောင်းလိုင်းရဲ့ခီးတဲ့တင်လေးရင်စီဟာမနေ့ကဂျွန်လ12ရက်တုန်းကအိန္ဒိယအနောက်ပိုင်းမှာပြတ်ကျခဲ့တာကြောင့် လိုက်ပါသွားသူ242ဦးသေဆုံးခဲ့ပြီးတဦးသာအသက်ရှင်ခဲ့ပါရှင်